အမျိုးသမီးစိတ်ယုံရှိမှဆိုင်ဆောက်လာပါတယ်တဲ့။စိုင်လေးဖွင့်နေတာဓာတ်ပါကင်အစဉ်ပြေမှာဆိုလို့သူစိတ်ပူနေရပါတော့။ဟုတ်ပါတယ်ဓာတ်ပါကင်ကတော့စီစဉ်ပေးနိုင်တော့ကောင်းပါလေ။ဒါပေမဲ့မစီစဉ်ပေးနိုင်လို့ရှိရင်လည်းပြဿနာမရှိပါဘူး။ရန်ကြီးပြဿနာမရှိဘူး။လောဆယ်မှာတော့ပေါ့နော်။ဘာလို့လဲဆိုတော့ရန်ကုန်မှာကဓာတ်ပါကင်အခက်အခဲရှိရတဲ့ကလူတိုင်းသိတယ်။ရန်ကုန်မှာပုံမှန်တခြားနေရာတွေမှာလည်းနည်းနည်းလေးစီကားပါလို့ဆိုလို့ရှိရင်ဓာတ်ပါကင်ကပြဿနာတက်တယ်။ဒါအများနဲ့သိလူတိုင်းသိ။အဲ့တော့ကစတမာတွေကဓာတ်ပါကင်မရှိလို့လာမစားဘူးဆိုတာပတ်စနစ်နေတယ်။သူတို့ကြိုက်တယ်သူတို့စားကြတယ်ဆိုလို့ရှိရင်ဓာတ်ပါကင်မရှိလေ ရတဲ့နေရာမှာသွားရက်ပြီးတော့လာစားကြပါတော့ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဂျူဂျူဟုတ်ပေါ်ပဲကြည့်တားပါကင်လည်းပြောတယ်လူပါကင်တော့မရှိဘူးလူတွေကစားရင်လုံးဝပြီးလို့ဒီဆိုင်မှာထိုင်ဆောင်ပြီးတော့စားပါမယ်ဆိုတာတော့မထိုင်ဆောင်ရခုံမရှိဘူးနေရာခက်ခဲတာခုံမထားဘူးအဲ့ဒါဘာလို့လဲလူတွေကအစီအပြေနေရာရှောက်သွားပြီးတော့စောင့်နေရတယ်။တခါလေသူ့ဆိုင်မှာစားဖို့ကိုတခြားဆိုင်မှာသွားစားပြီးတော့စောင့်ရတဲ့အတွက်တွေရှိတယ်။ အဓိကကပို့ဆိုင်ကို customer တွေလာစားဖို့အတွက်အကြောင်းပြချက်ကောင်းကောင်းလေးတစ်ခုပို့ဆိုင်မှာရှိဖို့လိုတာ customer တွေကိုဆွဲဆောင်ထားနိုင်လို့လိုပါတယ်ဒါဆိုလို့ရှိရင်ကပကင်ကအဆင်ပြေသလိုသူတို့စီစဉ်သွားပါလိမ့်မယ်အဲ့တော့ဒီလိုပြောလို့ကပကင်ကလုံးဝစီစဉ်ရမလို့လို့ပြောရမယ်နော်စီစဉ်လို့ရတဲ့သူမျိုးဆိုလို့ရှိရင်နော်စီစဉ်ပေးနိုင်ရင်ကောင်းတယ်ဒါပေမဲ့ကပကင်ဆိုတာပြည့်တဲ့အတိုင်းကျွန်တော်တို့ကနေရာပြည့်လေးနဲ့သွားပြီးတော့စီစဉ်လို့ရတဲ့အားမျိုးမဟုတ်ဘူးကပကင်ကခက်တယ်စီစဉ်ရတာဒါကြောင့်ကပြောတော့ကပကင်စီစဉ်တယ်ဒါပြောတာတကယ်ကပကင်လို့ပို့ကနေရာအကျယ်ကြီးလို့ရတယ်ဘယ်ရန်ခက်တယ် တော့ခုနကပြောလို့ကပ်ပါကြီးကအရင်မစဉ်းစားနဲ့ကက်စတမာတွေဘယ်လိုဆွဲဆောင်မလဲဆိုတာကိုပဲစဉ်းစားပါနောက်ပိုင်းကက်စတမာသူ့အတူကပ်ပါကြီးကိုစီစဉ်ပြီးရလာပါလိမ့်ဒါကက်စတမာရဲ့အပိုင်းဖြစ်တော့ပါပြီနောက်ပြီးမှကျွန်တော်တွေ့တာ